တော့အခုတို့ဖိတ်ကြားပေးတဲ့ထိုင်းတတော်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ခေါင်းဆောင်ဘဒူလဲဆိုတာခမည်းတော်အပါဝင်တကဘာလုံးကတည်ပါတယ်မြန်မာပြည်သူတွေဒီဘဒူတွေကိုလက်ခံလဲဘဒူတွေကိုလက်မခံဘူးလဲဆိုတာအားလုံးအတိပဲဖြစ်ပါတယ်ဒါကိုလည်းလက်ရှိတို့လက်ခံပေးတဲ့အတွက်ထိုင်းတတော်ကိုလည်းကျေးဇူးတင်ပါတယ်မင်္ဂလာသတင်းလေးသတင်းကောင်းလေးတစ်ခုတင်ပြပေးခြင်းပါသတင်းအရင်ကျွန်တော်ဖတ်ပြပါမယ်ပြီးမှစကားပြောကြတာပေါ့နော် ထိုင်းလွတ်တော်ဆွေးနွေးဘက်ကိုတက်ရောက်နေတဲ့ CRPH ကမြန်မာရွှေ့ပြောင်းအလုပ်တားရေးတောင်းဆိုတွားမိထိုင်းလွတ်တော်နေ့ယနေ့မတ်လ22ရက်နေ့မှာစတင်၍ပြုလုပ်နေတဲ့နှစ်ရက်သားဆွေးနွေးပွဲအတွင်းရွှေ့ပြောင်းအလုပ်သမားများအရေးကိစ္စထည့်သွင်းတောင်းဆိုတွားမိဖြစ်ကြောင်းပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ထံကနေတည်ရပါတယ်ထိုင်းမြန်မာနယ်စပ်ဒေသလုံခြုံရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်မှုမြင့်တင်ရေးခေါင်းစဉ်ဖြင့်အဆိုပါနှစ်ရက်တာဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းကစတင်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့ရှိပါလီမန်လွှတ်တော်တွင်ကျင်းပနေခြင်းဖြစ်ကြောင်းတည်ရပါတယ် ရွှေပြောင်းလုတ်သားတွေရဲ့တာသမီတွေပညာသင်ခွင့်ရဖို့အထောက်အထားမရှိတဲ့အလုတ်သမားတွေစစ်ကောင်စီထံလုံးဝပြန်မပို့ဖို့တောင်းဆိုဖို့ရှိတယ်ဟု CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်ဦးအကာမျိုးထက်က ARD Time ကိုပြောပါတယ်။ထိုင်းနတော်၏ဖိတ်ကြားချက်အရထိုဆွေးနွေးပွဲကို CRPH အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၊ကရင်မျိုးသားအစည်းအရုံး KNU ၊ကရင်ပြည်အမျိုးသားတိုးတက်ရေးပါတီ KMPP စတဲ့တော်လှန်ရေးအင်အားစုများတက်ရောက်နေကြောင်းသိရတယ်။ရင်းမြစ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးအထူးကိုယ်စားလှယ် Mr. Trong Lu မြန်မာရေးကြွန့်ကျင်သူတက်ကြွလှုပ်ရှားသူများနဲ့လူ့အခွင့်ရေးအဖွဲ့အစည်းထိုင်းစစ်တပ်တာဝန်ရှိသူများပါတက်ရောက်နေဖြစ်ကြောင်းသိရတယ်။ထိုင်းလွတ်တော်ဆွေးနွေးပွဲစတင်သည့်ယနေ့တွင်မူထိုင်းနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးကအဖွင့်အမှားစကားပြောကြား၍နေဆက်ဒေတာလုံခြုံရေးစိန်ခေါ်မှုမြန်မာရေးနှင့်စစ်ကောင်စီရွေးကောက်ပွဲကိစ္စတို့ကိုဆွေးနွေးလျက်ရှိကြောင်းသိရပါတယ်။ဒါကတော့ထိုင်းနိုင်ငံမှာကျွန်တော်တို့ လိုင်အောင်ဆွေးနွေးနေတဲ့ထိုင်းထွတ်တော်မှာ CRPH NUCD เนาะအမျိုးသားညီညွတ်ရေးအစိုးရ NUG ရှိသလိုအမျိုးသားညီညွတ်ရေးဒီအစိုးရရဲ့အတိုင်းအမြံကောင်စီဆိုပြီး NUCD ရှိပါတယ် NUCD မှာဘယ်သူတွေပါဝင်ပါလဲဆိုတော့လက်ရှိကျွန်တော်နိုင်ငံအင်အားစုတွေရက်ဖက်နော်အဖွဲ့အစည်းတွေတိုင်းတိုင်းအရဝက်ခေါင်းဆောင်တွေနော်အခြားအဖွဲ့အစည်းပေါင်းစုံဖွဲ့စည်းထားတဲ့ NUCC အတိုင်းအမြံကောင်စီဆိုပြီးရှိပါတယ်အဲ့ဒီအတိုင်းအမြံကောင်စီရောဒီ ပြောင်စုလွှတ်တော်ကုစားပြု comedy CRPH ကတာဝန်ရှိတဲ့လူတွေက time လွှတ်တော်ထဲမှာလာရောက်ပြီးတော့ nested data တင်းကျင်းအေးချမ်းရင်းအပါအဝင်ခေါင်းစဉ်နဲ့အခြားကိစ္စတွေလာရောက်ဆွေးနွေးတာဖြစ်ပါတယ် time လွှတ်တော်ရဲ့ဖိတ်ကြားချက်ကတော့အခုလိုဖိတ်ကြားပေးတဲ့ time လွှတ်တော်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ခေါင်းဆောင်ဘယ်သူလဲဆိုတာခမားတို့အပါအဝင်တကဘာလုံးကတိပါတယ်မြန်မာပြည်သူတွေဒီဘယ်သူတွေကိုလက်ခံလဲဘယ်သူတွေကိုလက်မခံဘူးလဲဆိုတာအားလုံးအတိပဲဖြစ်ပါတယ်ဒါကလည်းလက်ရှိ လို့လက်ခံပေးတဲ့အတွက်ထိုင်းလွတ်တော်ကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ထိုင်းလွတ်တော်ထဲမှာတင်သွင်းမဲ့ကျွန်တော် MDCA ပြည်ကတာဝန်ရှိတဲ့လူတွေရဲ့စကားထံကိုလည်းထိုင်းနိုင်ငံအနေနဲ့တည်တည်ချာချာနားထောင်ပြီးတော့နော်စဉ်းစားပေးစီခြင်းနဲ့လှုပ်ပေးစီခြင်းဘာဖြစ်လို့လဲလက်ရှိထိုင်းနိုင်ငံကိုအကြောင်းမျိုးချက်ခိုးဝင်တဲ့လူတွေရှိပါတယ်အဲ့တော့တရားမဝင်ငဇက်ဖြတ်ကျော်တဲ့အတွက်ထိုင်းနိုင်ငံဥပဒေနဲ့ဒီလူတွေညှိပါတယ်နော်ဒါပေမဲ့တရားဝင်ရောဝင်ခွင့်ရှိလားဒီလူတွေဒီဘာကြောင့်ဝင်ရတာလဲအဲ့ဒီအပိုင်းတွေမှာထက်ရောက်စဉ်းစားဖို့လိုအပ်တယ် တော့နံပါတ်1တရားဝင်ဝင်ခွင့်ရှိတာတော့တရားဝင်ဝင်လို့မရပါဘူးဘာဖြစ်လို့နေဆက်ထွက်ပေါက်တွေကိုအဓိကစစ်ကောင်စီကအုပ်ချုပ်ထားတယ်နိုင်ငံရဲ့ passport ကိုစစ်ကောင်စီကအာဏာသိမ်းတာဖြစ်တဲ့အတွက် passport ထုတ်ပေးနိုင်တဲ့ရုံးတွေဒီဒီအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာကြားရောက်နေတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကနိုင်ငံခြားကိုထွက်မယ်ဆိုရင်တရားဝင်ထွက်လို့မရဖြစ်နေတယ်တရားဝင်ထွက်မယ်ဆိုရင်စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကနေထွက်ရပါမယ်အဲ့တော့ နောက်ဆိုနောက်တစ်ချက်ကဘာဖြစ်လို့မြန်မာပြည်သူတွေကအနည်းဆက်ဆုံးထိုင်းနိုင်ငံဝင်ပြေးလာကြတာလဲပုံမှန်မူတည်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာအာဏာသိမ်းထားပါတယ်နော်စီရီယန်လောက်တဲ့ပုံကိုတွေကစပြီးတော့ဒီစစ်အာဏာသိမ်းထားတာကိုလက်မခံတဲ့လူတွေအစုံနောက်တစ်ခုကဒီလက်ရှိမတရားတဲ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတော့ပြည်သူပြည်သူချင်းအသေးခံခိုင်းနေတဲ့ကိစ္စတွေအပါအဝင်ပြည်သူအားလုံးဟာနိုင်ငံထဲမှာနေထိုင်လို့မရတော့တဲ့အတက်ဘေးလုံခြုံမှုမလုံခြုံတဲ့အနေအထားမှာနှီးဆက်ရ နော်ထိုင်းဆိုတာမြန်မာနဲ့ညီကိုမောင်တို့တော့နေခဲ့တာဖြစ်တဲ့အတွက်အနည်းဆက်ဆုံးထိုင်းနိုင်ငံကိုဝင်ပြေးကြတာပါအဲ့လိုအနေထားမှာတရားဝင်ဝင်ခွင့်မရှိတဲ့အတွက်ခိုးလန်းကဝင်လာပြီးတော့ဝင်ပြေးရတာနော်စီးပွားလာရှာတဲ့သူအခုနောက်ပိုင်းမှာမရှိသလောက်ရှားပါတယ်အားလုံးကနေလို့မရတော့ဒီနိုင်ငံလာပြီးတော့ဒီမှာအလုတ်လာလုတ်ပြီးတော့ဝင်ရေးအတွက်လာရောက်ဖြည့်ရှင်းရတဲ့လူတွေဖြစ်ပါတယ်အဲ့တော့အဲ့လိုအနေထားမှာဖန်ခံထိတယ်ဖန်နိုင်ငံပေးတဲ့ပြစ်ဒဏ်တွေကိုခံယူနေဖန်ခံထိတဲ့လူတွေကပြီးလို့ရှိရင်ပြန်လည်လက်ခံတဲ့နေရာမှာအဲ့ဒီအကြမ်းဖက်စစ်ကောင်စီလက်ထဲကိုထည့်နေရတာဒီ ျွန်တော်တို့တေတွင်းတဲ့ကိုဟဲ့ဒီဒူတွေကိုတွားပို့နေတာလေအတူတူပဲဖြစ်ပါတယ်ဒါကို CRPH နေနေတဲ့ထိုင်းလွတ်တော်ထဲမှာတိတိကျကျကျဲကျဲလောင်လောင်ဆွေးနွေးနိုင်ဖို့အရေးကြီးပါတယ်အားနာစရာအကြောင်းမရှိပါဘူးဘာဖြစ်လို့လဲဒီလိုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာမျိုးထိုင်းနိုင်ငံမှာဖြစ်ပေါ်လာမယ်ဆိုရင်လေကျွန်တော်တို့နိုင်ငံဟာထိုင်းနိုင်ငံကိုမိတ်ဆွေကောင်းပီတာဆိုတာထိုင်းနိုင်ငံသားတွေကိုလက်ခံပေးရမှာ။ဒါအိန္ဒိနာချင်းတိုင်းကျင့်လိုက်နာဆောက်ထင်းရမယ်ကျင့်ဝတ်တိတ်ခါတွေပဲဖြစ်တယ်။ ဲ့တော့အဲ့လိုအနေထားမှာအခုရန်သူလက်ထဲကိုတွားထည့်နေတာဒီကျွန်တော်တို့မြန်မာပြည်သူအားလုံးရဲ့အတက်အိုးရင်စီးစိမ်ပေအောင်လို့ပေတင်းနဲ့တွားပို့နေတာအတူတူဖြစ်နေပါတယ်။เนาะအဲ့တော့ကျွန်တော်တို့အင်အားစုတွေနှဲရှိတယ်။အဲ့တခုရှိတယ်။ဖမ်းခံထိတဲ့ပြည်သူတွေကိုပြစ်ဒဏ်ပေးလို့ပြန်လွတ်တဲ့နေရာမှာเนาะသူတို့ဖမ်းခံထိတဲ့ပြည်သူတွေစံနှန်းကစစ်ကောင်စီလက်ထဲနဲ့ပို့ပါဆိုရင်ပို့လိုက်ပါနော်ပြည်သူ့ရဲ့စံနှုန်းကိုကျွန်တော်တို့အဆုံးဖြတ်ခံတယ်ပြည်သူ့စံနှုန်းကိုလေးစားလိုက်နိုင်တယ်ဆိုတော့စနစ်မျိုးကိုလိုချင်ပါတယ် ဲ့တော့ဖမ်းခတ်ထိတဲ့ပြည်သူအများစုကစစ်ကောင်စီလက်ထဲမတော်ချင်ဘူးတော်လိုင်းအင်အားစုတွေလက်ထဲကိုထည့်ပေးမှဆိုရင်တော့ထိုင်းစိုးရအနေနဲ့ဒီရဲ့နော်အတက်လူခွင့်ရေးဒါလူတယောက်ရဲ့အတက်အန္တရာယ်ကိုကာကွယ်စောင့်ရှောက်တော့အားဖြင့်တော်လိုင်းအင်အားစုတွေလက်ထဲကိုထည့်ခိုင်းစေချင်ပါတယ်နော်အဲ့လိုဖြစ်လာအောင်လေအဲအယူဒီ CPH အနေနဲ့ထိုင်းလွတ်တော်ထဲမှာဆွေးနွေးနိုင်ပါစေလို့ဆုတောင်းပါတယ်နောက်တစ်ခုကထိုင်းနိုင်ငံမှာရှိတဲ့အလုံဓမ္မအရေးတွေကိစ္စနော်လက်ရှိထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတွေအားလုံးဟာ ဖြစ်ပေါ်နေတာဒီပါတီလူမျိုးရေးပဋိပက္ခပုံစံအတွင်ယူပြီးတော့နှိမ့်ကုတ်ခံထိနေတယ်အဲ့တော့မြန်မာတွေအားလုံးဟာထိုင်းနိုင်ငံကိုထိပါနှောက်ယှက်ဖို့မရှိပါဘူးဘသူကမရှိခိုင်းတာကိုယ်မြန်မာအချင်းချင်းမရှိခိုင်းတာပါအခုလူတရောက်လူတဦးတရောက်တစုတစ်ပွဲကထိုင်းနိုင်ငံအထောက်ချအာဏာကိုထိပါအောင်လုပ်လာမယ်ဆိုရင်လည်းမြန်မာပြည်သူတွေကလက်ခံမှာမဟုတ်ပါဘူးသူများနိုင်ငံရဲ့တိုင်းတစ်ပိုင်းရဲ့အထောက်ချအာဏာကိုတွားပြီးဝင်ရောက်ဆုတ်ဖက်မယ်ထိခိုက်အောင်လုပ်မယ်ဆိုရင်ကိုယ်နိုင်ငံသားအချင်းချင်းရဲ့တားဆီးပါလိမ့်မယ်အဲ့တော့မြန်မာတွေကအဲ့လောက်ရိုင်းတဲ့လူတွေမဟုတ်ဘူးအဲ့လောက် ရုပ်မာတဲ့လူတွေမဟုတ်မြန်မာဆိုတဲ့နေရာမှာကချင်ကရမုံမြန်မာရခိုင်ရှမ်းအကုန်ပါပါတယ်အတူတူပါပဲအဲ့တော့တချို့တလေကအခုထိုင်းနိုင်ငံကတချို့ပြောနေမြန်မာတွေကပဲဝင်ရောက်ပြီးတော့ challenge နေတယ်လို့အဲအလုပ်တွေဝင်ရောက်လုပ်တယ်လို့မဟုတ်ပါဘူးမြန်မာတွေဟာထိုင်းနိုင်ငံမြန်မာပြည်မှာနေလို့မရတဲ့အတွက်ထိုင်းနိုင်ငံတွေကိုလာမိရတာပါဒီနိုင်ငံမှာခိုလုံတဲ့နေရာမှာတဝင်းတစ်ခါအတွက် ကျွန်တော်တို့ဖြည့်ရှင်းရတယ်အလုပ်တွေလုပ်ရတယ်အဲ့ဒီနေရာမှာတတ်မှတ်ထားတဲ့ဥပဒေဘောင်တွင်းရအလုပ်တွေလုပ်ပြီးသလိုဥပဒေဘောင်ကိုစွန်းပြီးတော့လုပ်ပြီးတဲ့အလုပ်တွေလည်းရှိပါမယ်ဘလို့ပဲဖြစ်ဖြစ်မြန်မာပြည်အားလုံးကထိုင်းပြည်သူတွေရဲ့အောက်မှာပဲရှိပါလိမ့်မယ်။ဘာဖြစ်လို့လဲထိုင်းနိုင်ငံတွေထိုင်းပြည်သူတွေပိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ဒီနိုင်ငံကိုကြော်ပြီးတော့လုပ်ခွင့်မရှိပါဘူး။ဒီနိုင်ငံဥပဒေတွေကိုကြော်ပြီးတော့လည်း အဲလုပ်ခွင့်မရှိပါဘူးဒါ ው တော့ဟိုတို့နိုင်ငံသားတွေလည်းတည်အောင်ပြောနိုင်ဖို့အရေးကြီးတာပေါ့ဘာလို့လွတ်တော်တဲ့မှာတို့ပြောမဲ့နေမှာဒီစကားမျိုးတွေလည်းပြောနိုင်ကြပါစေလို့ဆုတောင်းပါတယ်ဘာဖြစ်လို့လက်ရှိအချိန်မှာဖြစ်နေတဲ့ပြဿနာအဲ့ဒါပဲနော်အဲထိုင်းကြီးလှုပ်တဲ့အလုပ်တွေကိုမြန်မာတွေကလှုပ်လှုပ်တယ်အမြန်မာတွေကလက်ဝကြီးအုပ်နေတယ်တို့တွေလမ်းနေဆိုရင်မြန်မာတွေကထိုင်းတော့ပေးဖြတ်မလျှောက်ခိုင်းဘူးဒါမျိုးစကားတွေကဟိုအချင်းချင်းပြောရရင်ဒီလိုစကားတွေကဒီစစ်ကောင်စီဘက်ကလူတွေကတိုက်နေတာစစ်ကောင်စီဘက်ကလူတွေကဘာကြောက်တိုက်ကြတယ်ထိုင်းနိုင်ငံမှာ တို့ရဲ့အုတ်ထုတ်မှုတို့ရဲ့မတရားပြုကျင့်မှုတွေကိုလုပ်တဲ့နေရာမှာမခံမဲနဲ့ဒီနိုင်ငံထဲကိုထွက်ပြေးလာတဲ့ပြည်သူကိုဒီနိုင်ငံထဲမှာငြိမ်းချမ်းစွာနေလို့မရအောင်လို့ဒီနိုင်ငံမှာရှိတဲ့ပြည်သူတွေပြန်တိုက်ပေးနေတာအဲ့လိုတိုက်တဲ့နေရာမှာဒီနိုင်ငံမှာရှိတဲ့ပြည်သူတချို့ကိုတို့ကပေါင်းပြီးတော့တစားကန်လုပ်ပြီးတော့ဒီကပြည်သူပြည်သူချင်းပြန်တိုက်တာပြဿနာအလားပဲအဲ့တော့ပြဿနာကထိုင်းနဲ့မြန်မာကြားဘာပြဿနာမရှိဘူးထိုင်းပြည်သူထွက်လို့ဆိုမြေကောင်မောင်မတို့နေနေတဲ့လူတွေအများကြီးနော်အော်ငကိုတွေကတိရင်းနေတဲ့ထိုင်းတွေဆိုတကယ်ကိုတွေနဲ့နိုင်ငံအတူတူလိုပဲနေနေကြတယ် ဒါကြောင့်မလို့အဓိကအဲ့ဒီကိစ္စကိုလေဒီ time ပြည်သူတွေအားလုံးတွင်းတွင်းကြဲကြဲတည်အောင်လို့ပြောပေးနိုင်ရင်ပိုကောင်းတယ်။ဘာဖြစ်လို့ဆိုဒီမှာရှိတဲ့လူတွေထွက်ပြောတာကပြောလို့အဆင်မပြေကြဘူး။ဒီအချင်းတူပြောလိုက်ရင်တစ်ဖက်ကနေဖိအားနေလာမယ်။အဓိကကဘာလဲ time ပြည်သူကိုမြန်မာပြည်သူတွေအားလုံးကလေးစားပြီးတော့ pass ပေးပြီးတာဒီနိုင်ငံမှာရှိတဲ့အတွက်ဒီနိုင်ငံသားတွေရဲ့ဆန္ဒနဲ့လွန်ဆန်ပြီးတော့ဘာမှလုပ်မှာမဟုတ်ဘူး။ဒါပေမဲ့ခုနကပြောလို့ပေါ့တစ်ဖက်ကရုံမှမှုတွေကြောင့်အထင်အမြင်လွဲမှုတွေရှိတယ်။နောက်တစ်ခုကမြမအရေးတွေ ထိုင်းနေတည်ထားတာတဲ့ပို့ပြီးတော့ရှုပ်ထွေးပါတယ်ကျွန်တော်တို့နိုင်ငံဖြစ်ပေါ်နေတဲ့နိုင်ငံရဲ့အခင်းအကျင်းဟာနော်တချို့တွေထိုင်းနေဆိုရင်အာကရင်နဲ့မြန်မာစစ်တပ်နဲ့တိုက်နေတယ်သူတို့တရားဝတ်တည်မဟုတ်ဘူးနော်ကျွန်တော်တို့ဒီနေ့ဖြစ်ပေါ်နေတာဒီကရင်နဲ့မြန်မာစစ်တပ်နဲ့ဖြစ်တာမဟုတ်ဘူးမွန်နဲ့မြန်မာစစ်တပ်နဲ့ဖြစ်တာလည်းမဟုတ်ဘူးရခိုင်နဲ့မြန်မာစစ်တပ်နဲ့ဖြစ်တာလည်းမဟုတ်ဘူးမြန်မာတနိုင်ငံလုံးမှာရှိတဲ့ပြည်သူအများစုနဲ့အာနာတိန်ထားတဲ့မင်းအောင်နိုင်ခေါင်းဆောင်နဲ့စစ်တပ်နဲ့ဖြစ်နေတဲ့ပွဲပါဒါကိုတွင်တွင်ကျယ်ကျယ်သူတို့တိဖို့လိုတယ်ချင်းချင်းလင်းလင်းသူတို့နားလည်ဖို့လိုတယ် ပြည်သူနဲ့စစ်တပ်နဲ့ဖြစ်နေတဲ့ပွဲဘယ်အဖွဲ့အစည်းဘယ်ပါတီဘယ်ဟာနဲ့မှဖြစ်နေတဲ့ပွဲမဟုတ်ဘူးအဲ့တော့ပြည်သူအများစုကိုသူတို့ထိန်းချုပ်ထားတယ်ကန့်ကွက်ထားတယ်အဲ့ဒီညမှာသူတို့အခမ်းမတည်မတင်သူတို့နှိပ်စက်တယ်တော့အဲ့ဒီတော့နေရုံးမြပြည်သူကဒီတဲ့ပြေးဝင်လာတယ်ပြေးဝင်လာတဲ့အချိန်မှာတရားဝင်နီလန်းလာတော့မရတဲ့အတွက်မတရားဝင်တဲ့နီလန်းနေရာနေအတက်လုပ်ပြီးပြေးလာတယ်ဒီကတော့ဖမ်းကန်ထိတယ်ဖမ်းကန်ထိပြစ်ခံကြတယ်ပြစ်ခံကြပြီးတဲ့နောက်မှာဒီကောင်လေးတစ်ထပ်ပြန်ရောက်မယ်ဆိုရင်ဒါဟာတေတွင်ကိုပို့တာနဲ့အတူတူပဲဒါလေးကိုလည်းကြည်ကြဲနဲ့ပြောနိုင်မယ်ဆိုရင် အရန်ကောင်းပါလိမ့်မယ်နောက်တစ်ခုကဒလိုလေးကျွန်တော်တို့လုံဆောင်ပေးလာနိုင်မယ်ဆိုရင်ပြည်သူတွေအတွက်ထိုင်းမှရှိတဲ့ပြည်သူတွေအင်မတန်ဝမ်းမြောက်ကြမှာယုံကြည်ပါတယ်ဘာဖြစ်လို့ထိုင်းရပြည်သူတွေကအကာအကွယ်မဲ့နေတယ်အားကိုးစရာမဲ့နေတယ်အဲ့လိုအားကိုးစရာမဲ့နေတဲ့နေရာမှာဒလိုမျိုးလုံပေးနိုင်မယ်ဥပဒေကြောင်းရတော့လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်တွေအောက်ကနေဘယ်တူမှလည်းလူဘဝမရှိအောင်ကိုကိုတိုင်းလည်းဥပဒေနဲ့အညီနေထိုင်ဝမ်းမယ်ဆိုရင်ဒါထိုင်းမှာရောက်နေတဲ့ပြည်သူတွေအတွက်အင်မတန်အကျိုးရှိတဲ့တွေ့ဆုံမှုဖြစ်ပါလိမ့်မယ် ထိုင်းနိုင်ငံအတွက်လည်းအကျိုးပြုတဲ့တွေ့ဆုံမှုဖြစ်ပါလိမ့်မယ်။เนาะဒါကြောင့်မလို့ဒီတွေ့ဆုံမှုကနေနှစ်နိုင်ငံအတွက်အကျိုးရှိတဲ့တွေ့ဆုံမှုတွေခေါင်းစဉ်တွေထွက်ပေါ်လာပါစေလို့ဆုတောင်းပါတယ်။